မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မှာရှိတဲ့အင်းနတ်စခန်းကိုတိုက်ခိုက်သိမ်းပတ်ရာအကြမ်းဖက်စစ်ကောင်စီဘက်က၈ဦးသေဆုံးပြီးဒုရာဂန်ဘူရွှေသိမ်းအပါဝင်တပ်သား၈ဦးကိုအရှင်ဖမ်းမိကတနက်23လက်ကိုတိမ်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ20ရက်နေ့မနက်9:00နာရီကမှတပိတ်ချင်းမြို့နယ်အင်းနက်ရွာမှာရှိတဲ့ဒုအရာခံဘိုးရွှေသိမ့်ဦးစီးတဲ့ တတက73ထုံနှုတ်အင်အား16ဦးအခြေပြုထားတဲ့စစ်စေးရိတ်ဂိတ်နဲ့စခန်းကုန်းကိုတော်လိုက်တပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကတက်ကြကြီး9ဦးနဲ့တက်ကြ3ဦးတိစုံပြီးဒုအရာခံဘိုလ်ရွှေသိန်းတက်ကြကြီး6ဦးနဲ့တက်ကြ3ဦးတို့ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့လက်နက်ငယ်23လက်ကြီမျိုးစုံ3389တောင်း လက်ပြပုံ၄လုံးရှေ့ဘက်မိုင်းတစ်လုံးနဲ့ကြည်ပေါက်69ခုတို့ကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုအထုလှရှာတက်ရင်၃မန္တလေးတိုင်းဒရုန်းတပ်ဖွဲ့တပိတ်ချင်းမြို့နယ်၎င်းတိုက်နယ်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီက၄ချောင်းကနေနှစ်ချိန်ပြစ်ခတ်တိုက်ခိုက်ခြင်းနဲ့ဘုံကျဲတိုက်ခိုက်ခြင်းများကိုပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့ဒိန်းတိုက်ပွဲအတွင်းမှာဖမ်းဆီးခံထားရတဲ့ပြူစောတိခေါင်းဆောင်ရေတော်မောင်နိုင်အားမိုးကုတ်ပြူဟာအမှတ်1နှစ်နဲ့တိုက်ရင်ကပြည်သူများရှေ့မောက်မှာစစ်ဆေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ18ရက်နေ့ကစစ်ကောင်စီရဲ့ဒုဗိုလ်မှူးကြီးတအူဗိုလ်မှူးတအူဗိုလ်ကြီး၄ဦးဗိုလ်တအူတက်ချက်ကြီး၄ဦးဒုတက်ချက်ကြီး၄ဦးတက်ချက်၂ဦးတက်သား၉ဦးလက်ပံလာနဲ့စင်ကူးမြို့နယ်စခန်းမှူး၂ဦး ်ရေတော်ပြူစောတိခေါင်းဆောင်မောင်တိုင်းဒိုးပင်ကုန်းဇီးပင်ကုန်းပြူစောတိခေါင်းဆောင်ထွန်းလဲစတဲ့ပြူစောတိခေါင်းဆောင်များနဲ့ပြူစောတိများစုစုပေါင်း28ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းမိုးကုတ်ပြူဟာအမှတ်1နဲ့နဲ့တိုက်ရင်ကအတိပေးထားပါတယ်၎င်းတို့တဲကပြူစောတိခေါင်းဆောင်မောင်တိုင်းကိုတော့ပြည်သူများရှေ့ကိုထုတ်ခါတင်းနဲ့နဲ့တိုက်ရင်ကတိုက်ရဲမှုတိုက်ရဲဘူစစ်ကြောမှုစက်ခမ်းမှု အာယိုတို့ကစစ်ဆေးခဲ့ကြောင်းအမတ်1နှစ်နှစ်နဲ့တိုက်ရင်ရဲ့တာဝန်ရှိသူများကပြောဆိုထားပါတယ်သူတို့ကပြည်သူတွေကိုအများကြီးနှိပ်စက်ခဲ့တာအဲ့ဒီနေတဲ့ကြောမကဘူးတော်တော်များတယ်ရွာသားပေါင်းများစွာကိုလည်းဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခဲ့တာမရင်းကျင်တာတွေကိုပါတယ်မိသားစုတစုကို၃လောင်းဂျိုင်တူတတ်တာမျိုးတွေလည်းလုပ်တယ်ဒီဘက်တကြောကရွာသားတွေကသူ့ကိုဖမ်းထားတာကိုမကြိုက်ဘူးထုတ်ပေးပါလို့ပြောတဲ့အခါမှာသူ့ရဲ့အမှုခင်းတွေကိုလည်းသိရအောင်ပြည်သူလူထုပြောတာတွေကိုလည်းသိရအောင်လို့ပြည်သူတွေရှေ့မှာထုတ်ပြီးတော့စစ်ဆေးခဲ့တာပါလို့ မိုးကုတ်ဗျူဟာစစ်ဦးစီးအဖွဲ့စစ်စင်ရေးနဲ့မဟာမိတ်ဆက်ဆံရေးတွဲဖက်တာဝန်ခံကိုဝေမိုးကျော်ကပြောဆိုထားပါတယ်။ဖမ်းဆီးရမိထားတဲ့စစ်တုံးမန်းများကိုဇူလိုင်လ19ရက်နေ့မှာမန္တလေး PDF ထံကိုလွှဲပြောင်းပေးအပ်ခဲ့ကြောင်းမိုးကုတ်ဗျူဟာအမှတ်1နှစ်နှစ်တရင်ကအသိပေးထားပါတယ်။ဒါအပြင်တနိုင်ငံလုံးမှာရှိတဲ့စစ်ကောင်စီတပ်များကစစ်သားများအလုံးလက်နက်ချအလင်းဝင်ပြီးပူးပေါင်းကြရန် အမှတ်1နှစ်နှစ်နဲ့တိုက်ရင်ကတိုက်တွန်းထားတယ်လို့သိရပါဗါးစင်ကူးမြုံနယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းများအားဇူလိုင်လ18ရက်နေ့မှာအပိသက်တိမ့်ပတ်ရရှိခဲ့ပြီးတော့မန္တလေးတိုင်းအတွင်းမှာပထမဆုံးတိမ့်ယူနိုင်တဲ့မြို့အဖြစ်နဲ့ တမိုင်းမှတ်တမ်းဝင်သွားပြီဖြစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကဇူလိုင်လ20ရက်နေ့မှာသတင်းထုတ်ပြန်ထားပါရယ်စင်ကူးစစ်စင်ရေးများမှာစစ်တုံးမန်းအများအပြားကိုဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်ခဲယံအများအပြားလည်းသိမ်းဆီးရမိခဲ့တယ်လို့မန္တလေး PDF ကအသိပေးထားပါရယ်စင်ကူးစစ်စင်ရေးများမှာစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်မှုများအဆက်မပြတ်ပြုလုပ်ခဲ့တဲ့အတွက်ကြောင့်မြို့နေ area များနဲ့အရက်သားပြည်သူတွေနေထိုင်တဲ့နေအိမ်များထိခိုက်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမော်ဘီလေတပ်လေထီး76တပ်မှညကင်းဆောင်ဖို့အတွက်စစ်မှုထမ်းဟောင်းတွေကိုတရက်ကိုတပေါင်းပေးပြီးတော့ငှားရမ်းနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လေထီး76တပ်ကနေဇူလိုင်လပထမဘက်ကစပြီးတော့ည7နာရီနဲ့ည9နာရီမှာပုံမှန်၄ရက်နှစ်စီးနေ့စဉ်ပြန်တက်နေပြီးတော့ည7နာရီလောက်မှလည်း၄ရက်ပြန်တက်တာတွေရှိတယ်လို့သိရပါတယ်။သူတို့အင်အားတွေတိတ်မရှိတော့တာတေးကြတယ်။ သူတို့တက်ကင်းဆောင်ဖို့တောင်မှအပြင်ကစစ်မှုတန်းဟောင်းတွေကိုရှာပြီးတော့တရက်ကိုတထောင်ချက်ပေးပြီးတော့ကင်းအင်္ဂါဆောင်ခိုင်းနေရတယ်လို့လေထီး76နဲ့နီးဆက်သူတို့ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းတက်ရဲမှုလုပ်ခဲ့တယ်အမှတ်303ခြေလင်တက်ရဲမှာလဲစစ်သားအင်အား10ခန်းလောက်သာရှိပြီးတော့ညဘက်တက်တွင်းကင်းလုံးကြုံရေးဆောင်ဖို့တောင်မှလူမပြည့်လို့အရက်သားတွေကိုငှားရမ်းခေါ်ယူနေရကြောင်းကိုစစ်တပ်ကအနားယူထားတဲ့စစ်မှုတန်းဟောင်းတို့ကပြက်လဲပြော့ပြခဲ့ပါတယ် ရန်ကုန်တိုင်းကနေရှေ့တန်းထွက်ရတဲ့စစ်ကောင်စီတပ်သားတွေကလည်းသူတို့ရဲ့တပ်တွင်းမိသားစုတွေနဲ့အဆက်အသွယ်လုပ်လို့မရတော့သလိုရှေ့တန်းရောက်စစ်သားတွေရဲ့လစာကိုနောက်တန်းမှကြံခဲ့တဲ့မိသားစုတွေကလည်းအချိန်နဲ့တပြင်းညီမရတာကြောင့်စားဝတ်နေရေးခက်ခဲနေတယ်လို့တပ်တွင်းသတင်းရင်းမြစ်ဖြစ်တဲ့ကလေးနှစ်ယောက်မိခင်ထံကသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ်သတင်းကတော့မကွေးတိုင်းနမောက်မြို့နယ်စိုင်ကောင်းရွာကနေပေါ်တာဆွဲပြီးတော့ပြန်လာတဲ့စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ22ရက်နေ့မှာမွန်လွယ်12:20မိနစ်ခန့်မှာနမောက်မြို့နယ်စိုင်ကောင်းကြီးရွာဘက်ကပြည်သူများကိုပေါ်တာဆွဲပြီးတော့ပြန်လာတယ်။အကြမ်းဖက်စစ်ကောင်းစီတပ်သားနဲ့ပြူစောတိများလိုက်ပါလာတဲ့ကားကိုနမောက်မြို့နယ်ကွင်းကြီးနဲ့ကမ်းပြိုကြားအရောက်မှာတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်းစီတပ်သားများထိခိုက်မှုရှိတော်လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။ပစ်ခတ်တိုက်ခိုက်မှုဟာ ်10မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့တော်လိုင်းရဲဘော်များအထိကိမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗယ်ရဲဘော်တွေကမိုင်းဆွဲပြီးတော့လက်နက်ငယ်တွေနဲ့ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့တာပါစစ်ခွေးတွေထိကိုက်သိမ်းဆုံးမှုကတော့စုံစမ်းနေတော့မှာပဲပစ်ခတ်မှုကြာချိန်ကတော့10မိနစ်လောက်ဖြစ်သွားတယ်လို့နမောင်မြို့နယ်ပကဖကတာဝန်ရှိသူတို့ကပြောဆိုထားပါဗယ်၎င်းတိုက်ခိုက်မှုကိုနမောင်မြို့နယ်ပကဖမြို့တစ်ပကဖ903တပ်ရင်းတပ်ခွဲတဲ့ဂလုံ PDF နမောင်ချက်တင်တပ်ရင်း902တပ်ရင်း BO1 နဲ့ဂျိုးဂျာနီတပ်ရင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစိန်ကူးမြို့နယ်လက်ပံလှရွာနဲ့ရုံးပင်ကုန်းရွာကို ARD မြေကြောင်းအတိုင်းဆန်တက်လာတဲ့စစ်သည်မောများကလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းကြောင့်နေအိမ်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ20ရက်နေ့ညပိုင်းကစတင်ပြီးတော့ ARD မြေကြောင်းအတိုင်းဆန်တက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်သည်မောများကလက်ပံလှရွာနဲ့ရုံးပင်ကုန်းရွာကိုလက်နက်ကြီးများနဲ့အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ် အကြမ်းဖက်စစ်ကောင်စီကပြက်ခတ်ခဲ့တဲ့လက်နက်ကြီးများဟာလက်ပံလှရွာပြည်စိုးအောင်ရက်ကွက်နဲ့ရုံးမင်ကုန်းရွာတဲကိုကြောက်ရောက်ခဲ့ပြီးတော့ပြည်သူများထိခိုက်မှုမရှိတော့လဲနေအိမ်များပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီစစ်သင်္ဘောများဟာရွှေဘုံမြို့နယ်ကြောင်မြောင်းနဲ့မခောက်ကြားမှာစိုက်ကတ်ထားပြီးတော့လက်ရှိအချိန်မှာပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်းသိရပါတယ်။ပြည်သူထိခိုက်မှုတော့မရှိဘူးလို့ကြားတယ်။နေအိမ်တွေတော့ပျက်စီးတယ်။လက်ပံလှရွာကပြည်သူတွေကတော့တိမ်းရှောင်နေရတယ်။ အကြမ်းဖက်စစ်ကောင်စီအုပ်စုရဲ့တင်းမောတွေကတော့ကြောင်မြောင်းနဲ့မခောက်ကြားမှာစိုက်ကတ်ထားတယ်။စင်ကူးမျိုးနယ်စင်ကူးမျိုးနယ်တွေကကြီးွာတွေရက်ွက်တွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကိုလုပ်နေတော့မယ်။ဒီမနက်ပဲတင်းမောတွေဆုတ်ခွာသွားပြီလို့စင်ကူးမျိုးနယ်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းကံဘလူမျိုးနယ်ကျွန်းလှမျိုးနယ်နဲ့တန်ဆယ်မျိုးနယ်အဆက်ကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့များတိုက်ပွဲများဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီကကြေးရွာ၃ရွာကိုစီးနှင်းကနေအိမ်၁၀၀ကျော်ကိုမိရှုပ်ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဇူလိုင်လ၁၇ရက်နေ့မှာကံဘလူစပင်နန်းသာရွှေဘိုလမ်းပိုင်းမှာရှိတဲ့ရေအေးရွာအနီးမှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းရဲ့ ကင်းမုံကပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ဒေသကားကွယ်ရဲဘော်နှုတ်ကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။ဇူလိုင်လဒုတိယပတ်အတွင်းမှာကျွန်းလှတန့်စဲအဆက်မှာရှိတဲ့ခြေရွာများကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ပူးပေါင်းစစ်ကြောင်းကိုပြည်သူ့ကားကွယ်တပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီဘက်က၅ဦးသေဆုံးပြီး၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိကတော်လိုင်းရဲဘော်တို့ကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။ဇူလိုင်လ73ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီနဲ့ပြူစောတီပူးပေါင်းစစ်ကြောင်းဟာကျွန်းလှမြို့နယ်ညောင်ကိုင်းအုပ်စုတွင်မှရှိတဲ့ မြင်းသာရွာကနေအိမ်ဆက်တလုံးတန့်ဆယ်မျိုးနဲ့အတွင်းမှာရှိတဲ့စီးသာရွာကနေအိမ်63လုံးနဲ့ဇူလိုင်လ14ရက်နေ့မှာတန့်ဆယ်မျိုးနဲ့ဗရီးရွာကနေအိမ်86လုံးတို့ကိုမိရှုပ်ဖျက်ဆီးခဲ့ကြတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာဇွန်လကစတင်ပြီးတော့လက်ရှိအချိန်အထိကိုနယ်မြေခံပြူစောထီးများကိုလက်နက်များတပ်ဆင်ပေးကာအင်အားအလုံးရင်းနဲ့ကြေးရွာများအတွင်စစ်ကြောင်းထုံးနေခြင်းဖြစ်ကြောင်းသိရပါတယ်။လက်ရှိမှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာကမ်းဘလူးဇဘယ်နတ်တာလမ်းပိုင်းမှာရှိတဲ့ ဝပုတ်ရွာမှာဇူလိုင်လ16ရက်နေ့ကနေစတင်ပြီးတော့အထိုင်ချတက်ဆွဲကရွာသားများကိုပြူစောထီအဖွဲ့ဝင်များအဖြစ်နဲ့လူသစ်စုဆောင်းနေကြတယ်လို့သိရပါတယ်။ပြန့်ပလူစပယ်နန့်သာရွှေဘိုလမ်းမိုင်းမှာဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေများကြောင့်စစ်ကောင်စီနဲ့ကာကွယ်တပ်ဖွဲ့များကကားလမ်းများကိုပိတ်ထားလျက်ရှိတာဟာတလနီးပါးကြာမြင့်ခဲ့ပြီဖြစ်ကကံဘလူစပယ်နန့်သာလမ်းမိုင်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအပြည့်အဝထိန်းချုပ်နိုင်ဖို့အတွက်ကြိုးပမ်းလျက်ရှိတယ်လို့သိရပါတယ်။ဒါအပြင်ကျွန်းလာမြို့နယ်တဖန်းစိတ်ဆယ်အနီးမှာရှိတဲ့ အင်တိုင်းရွာမှာအကြမ်းဖက်စစ်ကောင်စီနဲ့ပြူစောတိများကအခိုင်အမာတပ်ဆွဲထားဆဲဖြစ်ပြီးတော့ဇူလိုင်လဒုတိယပတ်မှာလဲအင်အား200ကျော်ကိုအတုံးပြူကကျွန်းလာတန့်ဆဲအဆက်မှာရှိတဲ့ညောင်ကိုင်းပဒီစီးတာရွာများကိုစစ်ကြောင်းထိုးလှုပ်ရှားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ဘူးတီတောင်မြို့နယ်ဂန္ဓာရီကဲဆယ်ရိတ်စခန်းကပြည်သူ9ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကဖမ်းဆီးတပ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ18ရက်နေ့မနက်7:00နာရီအချိန်မှာမြစ်သွားချိုးရံထွက်သွားတဲ့ဘူးတီတောင်မြို့နယ်အမှတ်၄ရပ်ကွက်ဂန္ဓာရီကဲဆယ်ရိတ်စခန်းမှာနေထိုင်တဲ့ ခမေလူမျိုးပြည်သူခန္ဓာဦးဟာတရက်ကြာမြင့်သည့်အထိနေအိမ်များကိုပြန်လည်ရောက်ရှိလာခြင်းမရှိတဲ့အတွက်ကြောင့်ဇူလိုင်လ19ရက်နေ့မနက်10:00နာရီကမှမိသားစုဝင်များကအာရခတက်တော်အေအေထံကိုသတင်းပေးပို့လာခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ဂန္ဓာယီရွာသားများစုပေါင်းပြီးတော့တွားရောက်နိုင်တဲ့နေရာများနဲ့အနီးနားမှာရှိတဲ့ကျေးရွာများကိုလိုက်လံရှာဖွေခဲ့ကြတယ်လို့သိရပါဗျ။အခုလိုလိုက်လံရှာဖွေတဲ့အချိန်မှာဘူးစီတော်မျိုးနဲ့လက်ပံရှိခေါ်မော်နီကိုကျေးရွာအနီးမှာလက်ပြန်ကြိုးတုပ်ပြီးတော့တနက်ဒဏ်ရာများနဲ့ရရက်ဆက်ဆက်လူမဆန်စွာတပ်ဖြတ်ခံထားရတဲ့ဦးလထွန်း ဥကျော်နာနဲ့ဥမောင်ထွန်းတို့သုံးဦးရဲ့ရုပ်အလောင်းများကိုဇူလိုင်လ19ရက်နေ့နေ့လယ်12နာရီခန့်မှာပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ကြန့်ရှိနေတဲ့ပြည်သူ၄ဦးဖြစ်တဲ့ဥအောင်ကြီး၊ဥမောင်မောင်၊ဥထွန်းနိုင်ဦးနဲ့ဥကျထွန်းဦးတို့ရဲ့ရုပ်အလောင်းများကိုလည်းဇူလိုင်လ20ရက်နေ့မွန်းလွဲ2နာရီခန့်မှာဘူတီတောင်မြို့နယ်လက်ပံရှိခေါ်မော်နီကိုကျေးရွာအနီးမှာ ဓာတ်ဒဏ်ရာများနဲ့အသေးဆုံးနေတာကိုရှာဖွေတွေ့ရှိခဲ့ကြတယ်လို့သိရပါတယ်။ဒဏ္ဍာရီကယ်ဆယ်ရေးစခန်းမှာနေထိုင်ကြတဲ့ခမီလူမျိုးပြည်သူ9ဦးဟာရိုးရိုးသားသားလောက်ကန်ရှာဖွေစားတောက်သူများဖြစ်ကြပြီးတော့ဝမ်းရည်အတွက်ဟင်းစားရှာဖွေနေစဉ်အတွင်းဖက်စစ်စစ်ကောင်စီကအကြမ်းဖက်တင်ဒန်းပေးပြီးတော့လက်နက်တပ်ဆင်ပေးထားတဲ့သူတွေကရရဆက်ဆက်အကြမ်းဖက်တပ်ဖြတ်မှုတွေပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။ ပြည်သူ9ဦးရဲ့ရုပ်အလောင်းများကိုအာရခတ်တက်တော်ကရွာသူရွာသားများနဲ့ပူးပေါင်းပြီးတော့ကောင်းမွန်စွာမြေမြုပ်တကြိုပေးခဲ့ပြီးတော့လိုအပ်တဲ့အကူအညီများကိုလည်းဆက်လက်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်ခံရပြီးတော့တေဆုံသွားခဲ့ရတယ်။ဂန္ဓာရီကယ်ဆယ်ရေးစခန်းကအပြစ်မဲ့ပြည်သူ9ဦးရဲ့မိသားစုဝင်များနဲ့ထတ်တူဝန်ရေရာကြောင်းအာရခတ်တက်တော်အေကထုတ်ပြန်ထားပါတယ်။ ဘူးတီတောင်နဲ့မောင်တော်ဒေသမှာဖက်ဆစ်စစ်ကောင်စီကအကြမ်းဖက်တင်တန်းတွေပေးပြီးတော့လက်ထက်တပ်ဆင်ပေးခြင်းများကိုဇက်တိုက်ပြုလုပ်ပေးတဲ့နောက်ပိုင်းမှာအရသာပြည်သူများကိုအကြမ်းဖက်တပ်ဖြတ်ခြင်းဖမ်းဆီးငွေညှစ်ခြင်းအရသာပြည်သူများတွာလာနေတဲ့လမ်းများမှာမိုင်းထောင်ခြင်းရရွာတချို့ကိုမိရှုဖျက်ဆီးခြင်းအရသာပြည်သူတွေပိုင်တဲ့အိမ်များကိုဖောက်ထွင်းလုယက်ခြင်းများနဲ့ ချင်းချောက်စာများကတ်ချင်းတို့ကိုဇက်တိုက်ပြုတ်လုလာတဲ့အတွက်ကြောင့်အရဲသားပြည်သူများအနေနဲ့ဟင်းစားရှာဖွေခြင်းတွာလာခြင်းနေထိုင်ခြင်းများကိုအထုကယုပြုတွာလာကြရန်နဲ့တရီးနဲ့နေထိုင်ကြရန် အရခတက်တော်အေကတတိပေးပြောဆိုထားပါရယ်အဲ့ဒီအကြမ်းဖက်မှုကိုကျူးလွန်ခဲ့ကြတဲ့သူများကိုအရခတက်တော်အေကအမြန်ဆုံးရှာဖွေဖော်ထုတ်ပြီးတော့အရေးယူသွားမှာဖြစ်ပြီးတော့အရခဒေတာနေပြည်သူများရဲ့အသက်အိုးအိမ်စီးစိမ်နဲ့လုံခြုံရေးတို့ကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေတဲ့ဖက်စစ်စစ်ကောင်စီနဲ့အကြမ်းဖက်လက်နက်ကိုင်များကိုထိုက်တင်သောတုံ့ပြန်မှုနဲ့တုံ့ပြန်သွားမှာဖြစ်ကြောင်းကိုအရခတက်တော်အေကပြောဆိုထားကြောင်းသိရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာတက္ကသိုလ်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ